ြပြလေးထွက်လာတော့အမမှန်တိုင်းပြအရန်ပြောတယ်။အဲပြောအဲ့လေးဖတ်ရတယ်ပြောတယ်။တခါကြာလို့ရှိရင်ညာအခုဆိုလို့ရှိရင်အမမှန်တိုင်းပြရှိရင်တနိုင်ခွဲနှစ်နိုင်လောက်မှအမအိပ်ဖြစ်တယ်။ဘာလို့လဲဆိုတော့တခုချင်းစီအမအမှန်တိုင်းပြတေးချဖတ်တယ်တေးချဖတ်ပြောကြပြလေးကိုအသဘောကျပြီးတော့ဖန်ဖန်နဲ့အာတခါကြာလို့ရှိရင်တော်တော်ကြီးကိုနောက်ကြမှအိပ်ဖြစ်တယ်။ကြပြလေးကြီးထွက်လာတယ်ပေါ့။ဟိုကျင်းနေတယ်ပေါ့နော်ပျော်လဲပျော်။ Facebook မှာ likes တွေတက်လာတော့ဟိုပျော်ပျော်ပျော်တာပေါ့နော်ဟိုကိုမထင်တာတော့တိ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 ညားသွားတော့ little things can make difference ပေါ့နော်တိတိတိရာပဲလူကိုတမျိုးပြောင်းလဲသွားတယ်ထင်တယ်ဒီမှာဝတ်ဆောင်ကြောင်လည်းပါတယ်နောက်တော့အမရိုက်ခဲ့တဲ့ချမ်းတို့ဒီဟိုရေနာမုံဇလန်းတွေပါတယ်နောက်ဟိုအမဥရောပအတော်တော့လည်းအဲ့ trip ပဲလေးမှာလည်းဟိုဒီ let's go ဖွဲ့နေအောင်လူရဲနည်းနည်းတတိထားမိမှဆန်းဆန်းတို့မိုးသက်တို့နဲ့တွဲပြီးတော့ပုံလေးတွေတက်လာအဲ့လိုမျိုးလေးကနည်းနည်းလေးစပြီးတော့တတိထားမိရဲ့နောက် အမတယောက်တည်းကပြာရင်ပြဿနာမရှိဘူးဒါပေမဲ့အောက်ကလူတွေပါကပြာရင်ရောလူကနည်းနည်းပိုစိတ်ဝင်လာတယ်အဲ့ဟာလေးကြောင့်လည်းပါတယ်နောက်ကြားထဲမှာဟိုအမအောက်မှာကပြာလေးရေငင်းချမ်းလာအဲသူ့ကြောင့်မို့လို့သူ့ကိုဟို screen shot တွေရိုက်ရိုက်ပြီးတော့တင်လိုက်တဲ့ post တွေတခုကြောင့်မို့လို့လည်းနည်းနည်းဟိုပါတယ်နောက်ဟိုမန်လီယာစမ်းကြော်သာဝင်းအဲသူ့ကြောင့်မို့လို့လည်းပါတယ်ဟိုတိ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 လေးတွေအများကြီးစုသွားပြီးတော့မှဟုတ်ဖြစ်လာဟိုပို့ပြီးတော့ဟိုတတိထားမိရလို့ထင်ပါတယ်ဟုတ် တယ်နဲ့ကအမှန်ရတဲ့ဟာတွေကတော့အများကြီးပါပဲမနေ့ကဆိုကိုသားညီကနေတွေ့ရယ်ကိုသားကြီးဆုံးသွားတာဆယ်နှစ်ပြည့်ပေါ့နော်ဟိုအဲ့လိုမျိုးဆိုလို့ရှိရင်ဒါလေးတွေကိုအတွက်အမှန်ရနေတဲ့အထက်မှာလည်းဒါမျိုးလေးပါပေါ့နော်ကိုနဲ့လောက်ပေါ်ဂိုင်းဘက်တေးမဟုတ်တနေ့ကဆိုလို့ရှိရင်လည်းအမတချင်းခွေလေးကဟင်းစော်တချင်းနဲ့နောက်ထောင်ဟင်းစော်ဆုံးသွားအများကြီးပဲပေါ့နော် အမပျော်ခဲ့ရည်လည်းရှိသလိုဒီလိုမျိုးကိုနဲ့ဟိုအနုပညာတိလမ်းမှာဆုံးခါသွားရတယ်လို့ရှိရယ်ဆိုတော့အမှတ်တရရတော့ဟိုအများကြီးပဲရှင့်ဟုတ် ကြားထဲမှာတော့ဒီ9နှစ်9နှစ်6နှစ်လောက်တော့ဟိုမလုပ်ဖြစ်ဘူးပေါ့နော်အမှန်တိုင်းဝင်ခံရလို့ရှိရင်ဟိုအမဒီနားနေတဲ့အချိန်မှာ shooting နေတို့ရင်ကားရပြီးကြည့်ပြတယ်ဟိုအရင်ဘွားလေးပြန်မြို့လဲလွမ်းနိုင်ပါလေခဏခဏဖြစ်ဘူးလေတတိလဲရတယ်ဟိုဒီ live လေးအမပျော်လဲပျော်ခဲ့ရပါဘာဖြစ်ဆိုအမရဲ့ဘဝတစ်စိတ်အပိုင်းတစ်ခုလို့ဖြစ်ခဲ့ရအောင်နော်အမအသက်73နှစ်လောက်ပဲရတယ် ဟိုဒီသင်းနေ့ဘဝတစ်ချက်အောင်လုံး25နှစ်လောက်ကြီး28နှစ်လောက်ကြီးအမဒီလောကမှာနေပြီးတော့ကို့မောင်မလေးဖြစ်ခဲ့ရဆိုအတန်ရုံးစင်ရင်ဒီလောက်ကြီးအမနှစ်ကိုနှစ်တော်တော်ကြီးကိုကြားအောင်လုပ်ခဲ့ရဟာဆိုတော့အမတန်ရုံးစင်ရင်ရှိရပေါ့ဟိုတပတ်ပြန်လဲဆိုတာလေစိတ်ထဲမှာအငြင်းရှိနေတာဒါကကြတော့တပတ်ပြန်လဲအမအတွက်အခွင့်အရေးရတာပေါ့နော်အဲ့လိုအဲ့လိုပြောရမှာဟုတ် the sky only you ော့ချက်ပါရင်တော့မရှိတော့ဘူး။ဘာလို့ရက်ဒီနေလဲဆိုတော့อืมအမေတို့ဖေတို့ချွဲလို့မဝတယ်အလကားရောမောင်စီကဟိုကိုလုတ်ချင်တာလေးရှိသေးတယ်မောင်စီရဲ့အိမ်မက်ဒီရှိသေးတယ်အဲ့ဒါလေးအကောင့်လေးပေါ်ကျင်သေးတယ်အဲ့ဒါတယောက်တည်းလွတ်လွတ်လပ်လပ်နေရတာပို့ပြီးတော့ကြိုက်တယ်အဲ့ဒါကြောင့်မလို့အိမ်တော်မပြူပြရပါ ောင်းဆုံးဆိုတဲ့ဥစ္စာကိုအမဟိုကိုစွမ်းရှိသလောက်ညံစွမ်းရှိသလောက်ပြိသက်တွေပြီးဆက်ဖို့အမအမြင်နဲ့ကြိုးစားနေပါတယ်။နောက်တော့ဟိုဘယ်လိုပြောမလဲအခွင့်အရေးရလာရင်ရလာတယ်လို့ပေါ့နော်အကောင်းဆုံးဖြစ်အောင်လို့အမလုပ်သွားပါမယ်လို့ကတိပေးပါရှင့်ဟုတ်